အစံဒီပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာစနေနေ့မနက်ခင်းမှာဆိုလို့ရှိရင်လည်း World Cup Qualification ပွဲစဉ်လေးရှင်ပိုင်ကစားဖို့ရှိပါတယ်ဆိုတော့ပွဲကျုပ်သုံးသပ်ခမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်မနေ့ကတော့ကျွန်တော်ဒါအလုပ်လေးများနေတာဖြစ်တဲ့အတွက်ပေါ့နော်အချိန်လေးနောက်ကျသွားတာဖြစ်တဲ့အတွက်ရေ ပေါ်ကျူသုံးသက်ချက်လေးတော့မတင်ပြခဲ့ဘူးတိုးတော်လဲဒါမမ်ဘာဂရုလေးမှာတော့ဒါရွေးချယ်ပေးခဲ့တာမျိုးလေးရှိတယ်။သုံးသက်ရွေးချယ်ပေးခဲ့တာမျိုးလေးရှိတယ်။အဲ့ဒီမှာလဲဒါလေးပွဲရွေးချယ်ပေးခဲ့တာဒါလေးပွဲလုံး OK ခဲ့တာမျိုးရှိတယ်ပေါ့နော်။မမ်ဘာဂရုကတော့ညီကိုရီးယားတော့ဒါ OK ကြမယ်လို့ထင်ပါတယ်။ Okay so ဒီနေ့မှာတော့ကျွန်တော်ဒါပုံမှန်အတိုင်းပဲပေါ့နော်။ဒါ free ပွဲစဉ်2ပွဲရွေးချယ်သုံးသက်ပေးကြပါတယ်။ပွဲစဉ်တွေကတော့အများကြီးရှိတယ်ပေါ့နော်။ free ပွဲစဉ်2ပွဲကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်။အကောင်းဆုံးပွဲစဉ်ဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်2ပွဲပေါ့နော်။ Okay so ကျွန်တော်ပထမအဦးဆုံးရွေးထားတဲ့ပွဲစဉ်ကတော့ ဒါအသင်းကြီးဖြစ်တဲ့ခရိုရှားနဲ့ဖာရိုအိုင်လန်တို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့ကတေဘယ်ကိုပဲကြည့်ရမှာပေါ့နော်လက်ရှိတေဘယ်မှာဆိုရင်တော့ခရိုရှားကရာမတ်16မှတ်နဲ့တိုက်ရိုက်ချစ်စပွဲအောင်မြင်မှုတော့အကောင်ဆုံးအခြေအနေမှာရှိတယ်ဒီအုပ်စုထဲမှာဒါအသင်းကြီးလည်းဖြစ်တယ်အတူအောက်မှာကတော့ချက်ချက်အသင်းကတော့ရာမတ်17မှတ်နဲ့ဖာရိုအိုင်လန်ကလည်းအရှော့တော့လူမရတဲ့အသင်းတစ်သင်းပေါ့နော်အရင်တော့ကတော့ဒါကျွန်းစုနိုင်ငံငယ်အသင်းလေးဆိုပေမဲ့ဒီယာဒီမှာတော့ ဒါတို့အနေနဲ့အကောင်းဆုံးစူးစမ်းတဲ့စူးစမ်းမှုတွေပြသတယ်တကယ်ကိုခြေစွမ်းကောင်းနေနေပေါ့နော်နောက်ဆုံး၃ပွဲဆက်ကရလက်ပိုင်းတော့ကောင်းမွန်ထားတယ်ဆိုတော့ Faroe Island ရဲ့နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုဂျီဘရော်တာကို1-0နဲ့နိုင်တယ် Montenegro ကို4-0ဆိုတဲ့ရလက်မျိုးနဲ့နိုင်တယ်ပြီးတော့ Czech ကိုတောင်မှ2-1ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်နော် Faroe Island ကလည်းရမှတ်12မှတ်ရရှိထားတာဖြစ်တဲ့အတွက်ကိုမျှော်လင့်ချက်အနည်းငယ်တော့ရှိနေပါသေးတယ် ချက်ကရမတ်73မှတ်ဆိုတော့ဒါပေမဲ့ချက်ကနောက်ဆုံးကစားမဲ့ပွဲစဉ်ကဒါဂျီဘရော့တာအသင်းနဲ့ကစားမှာဖြစ်တဲ့အတွက်ကတော့ဒါချက်အနေနဲ့ကတော့ပို့ပြီးတော့အခွင့်အရေးများတယ်ဆိုတော့ Faro Island ကတော့ဒါမျှော်လင့်ချက်ကတော့အနှင်းငယ်ပဲရှိနေတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့အကောင်းဆုံးပုံစံမှာရှိနေတာဖြစ်တဲ့အတွက်ကို ဒါအနှဲငယ်သောမျှော်လင့်ချက်တူကိုဒါစုပ်ကင်လာမယ်ပွဲစဉ်ဆိုတော့ခရိုရှားကလည်းအသင်းကြီးဆိုပေမဲ့လေဖာရိုအိုင်လန်ရဲ့ကောင်းမွန်တဲ့ဖောင်ရဲ့သူတို့ရဲ့မန်တယ်ပိုင်းရဲ့အကြောင်းပေါ့နော်ဒီပွဲစဉ်ကခက်ခဲလာနိုင်မယ်ပွဲစဉ်တပွဲလို့တော့ကျွန်တော်မြင်တယ်ပွဲကောင်းတပွဲလို့တော့ကျွန်တော်မြင်တယ်ခရိုရှားအနေနဲ့ရှော့တွက်လို့တော့မရဘူးရှင်းပြပြောရမယ်ဆိုရင်တော့ခရိုရှားတော့အသင်းကြီးဖြစ်တဲ့ဒီအုပ်စုထဲမှာကမ္ဘာစစ်တမတ်ချက်အရလည်းအမြင့်ဆုံးဖြစ်တဲ့အတွက်ကိုနောက်ဆုံး၅ပွဲမှာသူ့အနေနဲ့ဒါမရှုံးတော့၄ပွဲအထိနိုင်ထားတာဖြစ်တဲ့အတွက်ရလက်ပိုင်းကောင်းတယ်ဝါရင်ကင်းရလည်းခရိုရှားကမ္ဘာစစ်တရာလောက်ဒါတာတဲ့အသင်း ဆိုတော့လက်ရှိမှာကျွန်တော်တစ်ချက်ထည့်သွင်းစဉ်းစားဖို့လိုတာကခရိုရှားအသင်းဘက်မှာတိုက်စစ်မှုဒါဥစာဆူနာတိုက်စစ်မှုဘူဒီမာလွဲချော်ဖို့ရှိတယ်။ကိုဗာစစ်လွဲချော်ဖို့ရှိတာကိုတော့တစ်ချက်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။တိုးတော်လဲခရိုရှားအသင်းကဒါတိုက်စစ်မှုမရှားပါဘူး။ကွင်းလယ်စားသမားတွေလည်းမရှားပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဖာရိုအိုင်လန်ထတ်တော့ဒါအများကြီးတာပါတယ်လူစင်းအရာပေါ့နော်။ Okay ဆိုတော့ကျွန်တော်တို့ဒါအာရှရဲ့အကြောပေးမှုကိုကြည့်ရအောင်ခမန်းကြည့်ရအောင်ပေါ့နော်။အာရှရဲ့အကြောပေးမှုမှာတော့ခရိုရှားကတော့ဒါ2-50 2-60ဆိုတဲ့ပတ်ချာလဲပေါ့နော်။ဒါ ပြင်းပြင်းထန်ထန်လေးအကြောပေးလာတယ်။ပထမအကြောကတော့ဒါ Faroe Island ကိုအဝေးကွင်းကနေပြီးတော့ Croatia တင်းရတာ 2+30 ဆိုတာမျိုးလေးအကြောပေးပြီးတော့1-0ဆိုပြီးတော့ကတ်နိုင်ထားတယ်ပေါ့နော်။ဒီနေရာမှာလဲ Faroe Island ကိုချီကျူးရမှာလဲဖြစ်တယ်ပေါ့နော်ဒီတစ်ချိန်မှာရော Faroe Island အနေနဲ့ကျွန်တော်ရှေ့ရပြောလို့ Croatia အခက်တွေ့အောင်ညှော်လင်းချက်အနည်းငယ်ကိုစုပ်ကင်လာမဲ့ပွဲစဉ်ပေါ့နော်နောက်ထပ်ကျွန်တော်ချိန်ကြီးရမှာကတော့ဂိုးပေါင်းကြီးပေါ့နော်ဂိုးပေါင်းကြီးကလည်းနနက်ခင်းအားထပ်ဆိုလို့ရှိရင်တော့ပိုပြင်းရှာလာပြီးလက်ရှိမှာ3-50ဆိုတာမျိုးလေးတော့ပြီးလာတယ်ဆိုတော့ ဂိုးပေါင်းကြီးကလည်းပြင်းရှားတယ်လို့ပြောလို့ရတယ်။ဒါကြောင့် Boris Jin နဲ့ချိန်မယ်ဆိုလို့ရှိရင်ဒါမျှတာတဲ့အကြောပေးမှုလို့ပြောလို့တော့ရတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါရွေးချယ်ရမယ်ဆိုရင်တော့နည်းနည်းလေးတော့ risk များတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်တယ်။အရင်တုန်းကအခြေအနေဆိုလို့ရှိရင်တော့ဒါခရိုအေးရှားကျင်းတီပေါက်ဂိုးပြတ်နိုင်မယ်လို့ဒါကျင်းတီပေါက်ပြောလို့ရမယ်ပွဲစဉ်။သို့တော်လည်းလက်ရှိမှာ current form တွေအရ Faro Island လည်းခြေစောင်းပိုင်းအရကောင်းနေတာဖြစ်တဲ့အတွက်2-60ပတ်ချလေဆိုတာကခရိုအေးရှားအနေနဲ့နှစ်ဂိုးထပ်ပိုပြီးပြတ်ပါမလားဆိုတာကိုထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။ တစ်ဖက်မှာကျွန်တော်ဥရောပဝင်ယူအရာ Podin to score yes ကို2.5လောက်ပေးထားတာဖြစ်တဲ့အတွက်ဒါနှစ်သင်းလုံးဂိုးသွင်းနိုင်ချီနဲတယ်ဒါကိုကြည့်ချင်းအားဖြင့် Faro Island ကိုရဖို့တော့ခက်ခဲအောင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ဘလို့ပဲဖြစ်ဖြစ်ပြန်90 60လောက်တော့အရေးစွန်ပြီးတော့ဒါခရိုအေးရှားနဲ့ပဲရင်ခုန်တင်းတဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ရှေ့ရပြောလို့ပေါ့နော်။ပြန်90လောက်ကတော့စွန့်စားရမယ့်ပွဲစဉ်လို့တော့ကျွန်တော်တော့မြင်ပါတယ်။နောက်တော့ပွဲစဉ်ကတော့ Slovakia နဲ့ နော့အိုင်လန်အသင်းရဲ့ပွဲစဉ်ကိုခံမှန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဒီပွဲစဉ်ကတော့စနေနေ့မနက်2:15နာရီ15စလိုဗကီးယားအသင်းရဲ့အိမ်ခွေးမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒီငသင်းရဲ့ပွဲစဉ်ကတော့လုံးဝအမားခံလို့မရတဲ့ပွဲစဉ်ဝေါကတ် qualification အောင်မှုအတွက်နှစ်သင်းလုံးမှာ ျော်လင့်ချက်ကိုစီရှိနေတယ်ဒါပေမဲ့ Slovakia ကတော့ရမှတ်ကိုမှရရှိထားတာဖြစ်တဲ့အတွက်တော့သူ့အနေနဲ့ကတော့အခွင့်အရေးပိုများတယ်လို့ပြောလို့ရတယ်တိုးတော့ဒီပွဲစဉ်မှာဒါ North Ireland က North Ireland လက်ရှိမှာ6မှတ်ပေါ့နော်တိုးတော့ဒီပွဲစဉ်မှာ North Ireland နိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့သူလည်းရမှတ်ကိုမှဖြစ်သွားမှာဖြစ်တယ်နောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့ဒါ Slovakia အနေနဲ့နောက်ဆုံးရှင်ပြိုင်ကစားမဲ့ပွဲစဉ်က Germany နဲ့ရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကို လုံးဝလွယ်ကူမှာမဟုတ်ဘူးဆိုတော့ဆလိုဗက်ကီးယားအင်ကွေးမှာကစားရမယ့်အခြေအနေရမှတ်ကိုမှလည်းရရှိထားတဲ့အနေအထားမှာဒီပွဲစဉ်ကိုအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါနောက်တစ်ဆင့်ကိုတက်ဖို့တော့အခြေအနေကောင်းကိုပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်တစ်ဖက်ကနော့အိုင်ယာလန်နော့အိုင်ယာလန်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာ ဒါစလိုဗက်ကီးယားကိုတည်ရည်တူးမဟုတ်အနိုင်ကန်နိုင်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကလည်းနောက်တစ်ဆင့်တက်ဖို့အတွက်မျှော်လင့်ချက်အားကောင်းလာမှာဖြစ်တယ်။နောက်ဆုံးရှင်းပိုင်ကစားမဲ့ပွဲစဉ်ကတော့ No Ireland အင်ကွင်းမှာဒါလူစင်ဘတ်နဲ့ရှင်းပိုင်ကစားမှာဖြစ်တဲ့အတွက်အနိုင်ရရှိဖို့ကြိမ်းသိနေတယ်။ဒါကြောင့်လည်းဒီအုပ်စုထဲမှာဆိုလို့ရှိရင်တော့ဒီနှစ်သင်းရဲ့ဒီပွဲစဉ်ကတော့တော်တော်လေးကြီးလို့ကောင်းပြီးတော့လုံးဝအမှားမခံတဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော် recent form တွေကြည့်ရအောင်။ Slovakia ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ No Ireland အသင်းနဲ့ပထမအကြော်ကဒါ2-0ဆိုပြီးတော့ရှုံးခဲ့တယ်။ No Ireland အင်ကွင်းမှာ ်လူဇင်ဘတ်ကိုတူးစီးနဲ့ပြန်နိုင်ထားတယ်။တစ်ဖက်မှာနော့အိုင်ယာလန်နော့အိုင်ယာလန်အတင်းကတော့ဒါစလိုဗကီးယားကိုတူးစီးနဲ့နိုင်ထားတယ်။ဂျာမနီကို1-0ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးထားတယ်။ Okay ကျွန်တော်လက်ရှိအကြောပေးမှုကိုကြည့်အောင်။ဆိုတော့စလိုဗကီးယားကတော့နော့အိုင်ယာလန်အတင်းထက်စားလို့ရှိရင်တော့ဝော်ရင်ကင်းမြင့်ပါတယ်။နော့အိုင်ယာလန်အတင်းကကမ္ဘာစစ်တမတ်ချက်69စလိုဗကီးယားကတော့46ပြီးတော့အင်ဂွေအသားချက်ရှိနေတဲ့အနေထားမှာဒါ level 80နဲ့80ဝန်းကျင်ပတ်ချလဲလीအကျော်ပေးလာတယ်။ကိုပေါင်းကြီးကတော့ အာ2 3ဆိုတာမျိုးနဲ့2 5ပြား10ပြားလောက်တော့ပေးလာတာမျိုးရှိတယ်ဒါအပြောင်းလဲလေးလေးရှိနိုင်ပေါ်တော့ရှိတယ်ကျွန်တော်ကတော့ command အကျော်ပေးမှုလေးကိုဒါတင်ပြခြင်းလည်းဖြစ်ပါတယ် Okay ဆိုတော့လက်ရှိ Slovakia အနေနဲ့နိုင်ပွဲလိုအချက်မြင်မာနေတဲ့အခြေအနေမှာဒါ level 80ကတော့ကျွန်တော်ဒါပြင်းတယ်လို့လည်းပြောလို့တော့မရဘူးဗျ။ဒါဆိုတော့ဒီပွဲစဉ်ကိုသူ့အနေနဲ့ဒါမဖြစ်မနေအနိုင်ရရှိမှာနောက်တစ်ဆင့်ကိုတက်မှာနောက်ဆုံးပွဲကဂျာမနီနဲ့ဆိုတော့မလွယ်ကူဒါကြောင့်လေကမ္ဘာအဆင့်တက်မှတ်ချက်လေနော့အိုင်ယာလန်ထပ်တာတယ် ပြီးတော့အိမ်ဝင်အတကြလဲရှိနေတဲ့အနေအထားမှာဒီကြောပိမှုကတော့အရင်ပြင်းနေလို့တော့ကျွန်တော်မသုံးသက်ချင်ဘူးဒါပုံမှန်ပဲလို့ကျွန်တော်ကတော့သုံးသက်ချင်တယ်ပြီးတော့ကိုပေါင်းကြီးအရဆိုလို့ရှိရင်တော့ဒါတူတီဆိုတဲ့အနေအထားမျိုးလေးပထမအချောက No Ireland ကွင်းမှာဂိုးပေါင်းကြီးကို 2+20 ဆိုတာမျိုးဖွင့်ပေးပြီးတော့ No Ireland ကဒါ2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ် ဆိုတော့ဒီနှစ်သင်းကရမတ်လိုအပ်ချက်မြင်မာနေတဲ့အနေအထားမှာကိုပေါင်းကြီးပါနေတာလေးကိုလည်းကျွန်တော်တစ်ချက်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။အဲဒီနေ့ထားတော့ကျွန်တော်စိတ်ထင်ရတော့ဒါအမားမခံတဲ့ပွဲစဉ်ဆိုတော့တတိကြီးကြီးထားပြီးတော့ချင်းကပ်လာမဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်တယ်။သို့တော့ဆလိုဗကီးယားကတော့အင်္ဂွေအသားချက်ရှိနေတာဖြစ်တဲ့အတွက်ကိုဒါဖွင့်ဆော့လာဖို့တော့ရှိတယ်။ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်အကြိုက်ရွေးချယ်မှုကိုပြောရမယ်ဆိုတော့ကျွန်တော်ကတော့ဒါနော့အိုင်ယာလန်ကိုတော့မှ အနည်းငယ်ပို့ပြီးတော့ကြိုက်တယ်ဒီထက် strong ဖြစ်နိုင်မယ်ထင်တာကတော့ဒီပွဲစဉ်ကလည်းဂိုးနဲ့သွားနိုင်ပွဲရှိရပွဲစဉ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဥရောပဒါဝင်ယူအရာပေါ့နော်ဒါကြောင့်ဒီပွဲစဉ်မှာလည်းဒါအာဂိုးအောက်ကိုပေါ့နော်ဒါရင်ခုန်ချင်တာမျိုးလေးတော့ရှိပါတယ်ဒါကတော့စနေနေ့မနက်မှာရှင်ပြန်ကစားမယ်ဒါ World Cup qualification ပွဲစဉ်တွေက အကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲကိုတုံးသက်ပြီးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာဝင်မျှပေးသွားကြကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအာမမ group လေးကို join ခြင်းနဲ့ new group တွေအတွက်လည်းပေါ့နော်တတတော်နှုံထားလေးနဲ့ join လို့ရပါတယ် Viber number လေးအာချပေးထားပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ